ားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမ်းပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့တိုင်းရွှေသေးကတော့မနက်ပိုင်းမှာ900အချာနဲ့ဈေးဖွင့်ပါတယ်ဒီနေ့က9ရက်နေ့လေးလပိုင်း2020နဲ့9ခုနှစ်မနက်ပိုင်းတိုင်းရွှေသေးကတော့900ကျပါပါတယ်60ကျောင်းတသမာ900ခန်းလို့ရှိတဲ့ထိုင်းရွှေအခဲစီဆိုင်ကရောင်းတဲ့ဈေးက4900နဲ့မှ900ဆိုင်ကလက်ခံတဲ့ဈေးက4900နဲ့မှ600လက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9000နဲ့မှ900ဆိုင်ကလက်ခံတဲ့ဈေးက4800 5.38နဲ့ပေါင်းစည်းရှိပါတယ်။ကမ္ဘာရွှေတောင်အောင်စားကိုဒေါ်လာ3038နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။တဒေါ်လာကိုထိုင်းမှတ်ငွေ34.55နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။56.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။အကပီစီထိုင်းရွှေခဲတစ်ပတ်သားကို4,900နဲ့ပေါင်းစည်းရှိနေပါသေးတယ်။ ဆိုင်ကလက်ခံနေစီကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က D3900 နဲ့ပြန်ပြီးတော့လက်ခံမှာပါလက်ဝယ်ရနိုင်လက်ခံတွေကလည်းဘန်ကောက်ထဲမှာတပတ်သားကိုတထောင်ခန့်နဲ့တထောင်ထိရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစီတုံးကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့လက်ဝယ်ရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခိုင်နှုန်းဖြစ်ပြီးတဲ့ပြင်ကို46800ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ဒီနေ့မှာတော့ထိုင်းရွှေဈေးတွေကကျပါတယ်နှစ်ရက်ဆက်တိုက်ကိုကျွန်တော်တို့ထိုင်းရွှေဈေးကထိုးကျနေတာဖြစ်ပါတယ်လက်ရှိမှာတော့ထိုင်းရွှေကရေတိုအနေနဲ့ထိုးကျနေပြီ ေမဲ့ရေရှည်အနေနဲ့ဆိုရင်တော့ထိုင်းရွှေသေးကတက်ဖို့လာလာရှိတယ်လို့ခန့်မှန်းထားကြပါတယ်မိမိတို့အနေနဲ့ထိုင်းရွှေအခဲကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုလို့ရှိရင်တော့လက်ခဈေးတက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ် ဘန်ကောက်ထဲမှာဆိုရင် CNET Clean Secure စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။ထိုင်းရွှေအခဲတစ်ပတ်သားကိုလက်ခ200၊ငါးပတ်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ကျမရှိပါဘူး။ CNET Clean Secure စခွဲမှာရောက်လို့ရှိရင်ရွှေဆိုင်ကနှစ်ထပ်မှာရှိပါတယ်။ရေရှည်နေနဲ့ဆိုရင်ထိုင်းရွှေအခဲကိုဝယ်စုမယ်ဆိုရင်တော့ကျွန်တော်လက်ရှိမှာတော့ဈေးကတော့ကျနေတာဖြစ်ပါတယ်။ထိုင်းရွှေစင်းငွေစည်းတွေကိုကျွန်တော်ကအများအန်းတင်ပေးပါတယ်။ထိုင်းရွှေစင်းငွေစည်းတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။